မင်္ဂလာပါရှင်။၁၄ရက်လေးလမှ20ရက်လေးလတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေကိုစတင်တာဖန်တီးတာ တွေ့ရပါလေ။အဲ့တော့စတင်တဲ့အရာမှန်သမျှအဆင်ပြေပဲ။အောင်မြင်ပဲ။လက်ရှိလုပ်နေတန်းလန်းတဲ့လည်းပဲဒီအလုပ်ကံကိုလုပ်ရင်းတန်းလန်းတဲ့အခြားသောလုပ်ငန်းတစ်ခုကို တွဲဖက်ပြီးလုပ်ရတာမျိုးလေးလည်းပဲတွေ့ရပါလေ။ တန်ဖိုးကြီးသောပစ္စည်းများဝင်လာလို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့စိတ်ပူပန်ရတာစိတ်မကောင်းဖြစ်စရာလေးတွေကိုကြုံရတတ်ပါတယ်။မိမိအနေနဲ့ပညာရည်နဲ့ပတ်သက်တဲ့ကိစ္စရည်တည်လုံတော်ပေကင်တော့ပဲတက်တော့ပဲဆိုရင်အခက်ခဲပေါင်းကိုကြော်ဖြတ်ပြီးတော့မှတက်ခွင့်ရတဲ့ထင်မှာပါတယ်။အဲ့တော့အကြီးကြီးကြီးရနေပြီးတော့အကူအညီပေးပါလိမ့်မယ်။ဒို့ပေမဲ့ကိုလိုချင်တဲ့ပုံစံမျိုးစိတ်တိုင်းကြတော့အကူအညီမပေးနိုင်ဘူး။ကူညီတဲ့သလောက်တော့ကို ကိုသည်အခုရမယ်လို့တွေ့ရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလေးကြုံရတဲ့တည်းဒီလက်ရှိအိမ်အနေပြီးတော့အခြားသောအိမ်ကိုပြောင်းရွှေ့ရတာမျိုးပေါ့နော်။နောက်ပြီးတော့အိမ်နဲ့ပတ်သက်ပြီးတော့ပြောင်းလဲရတာမျိုးဒီလိုပြောင်းလဲတဲ့တက်ကလေးတစ်ခုတွေ့ရပါတယ်။ဒါကလေကောင်းသောပြောင်းလဲခြင်းလို့မြင်ပါတယ်။ဆွေမျိုးသားကြီးစီကမထင်မတဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အတိုက်အခိုက်တွေရှိပါတယ်သတိထားပါနော်။မိမိ အခါမှာသူကဒီတပတ်တော့တင်းမှာဆိုရင်သွားတဲ့လာတဲ့ခါတွေမှာအမြဲသွားတတိလာတတိအမြဲရှိပါလို့ပြောချင်ပါသေး။အချိအင်းနဲ့ပတ်သက်ပြီးတော့နေနေနေပြောင်းမှုတွေခံရတတ်ပါသေး။မိမိဘက်ကခံစားချက်အရင်မထုတ်ပြပါနဲ့။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းလို့ကြုံတွေ့ရမှာပဲဖြစ်ပါသေး။ကျမ်းမာရေးနဲ့ပတ်သက်ရင်အញ្ញမ်းရှိတယ်ဘလို့ကျမ်းမာရေးညံ့လေဆိုတော့ခါးတွေအញ្ញမ်းကြိုက်တာနောက်ပြီးတော့ဒီခါးနဲ့ပတ်သက်ပြီးတော့မှ ကျမ်းမာရေးတစ်ခုခုအဲ့လိုအကျောညက်တာအစဒီခါနာတာအစဒါလေးတွေကိုခံစားရတဲ့ဝေဒနာလေးတွေကျင်းဝတ်တပါလေအေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါဘာကြောင့်လဲဆိုတော့အလုတ်နဲ့ပတ်သက်တဲ့နိမိတ်တွေအရန်ကောင်းတယ်အလုတ်ရဲ့အခွင့်အလမ်းကောင်းတွေပေါ်ဖို့ရှိတယ်ကြီးကဲသူတွေဇီယာနေပြီးတော့မှအခုကြီးရလိုက်တယ်ကိုယ့်ရဲ့ဝရိယအားစိတ်ကျိုးစားမှုကြောင့်မို့လို့လေအဖက်ဖက်ကနေပြီးတော့ပြည့်စုံသွားမယ်ထင်ပါပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကြံအားကောင်းပါတယ်။ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့၃ညတလုံးကိုထီထိုးကန်ဆန်းလို့ရပါတယ်။လနာမနဲ့ပတ်သက်ပြီးရှင်လန်းလာမဲ့တပတ်တာဆိုတွေ့ရပါတယ်မိမိအနေနဲ့ကိုကရရရရှိတာရောနောက်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဒီအလုတ်ကင်လုတ်ထားတဲ့ကိစ္စရင်းနှီးမြုပ်နှံထားတဲ့ကိစ္စပါအစီပြေမဲ့တပတ်တာလို့တွေ့ရပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြီးလိုက်တဲ့အခါမိမိအနေနဲ့ကိုလုံးဝတဲ့လုပ်ငန်းလေးတွေမှာအခက်အခဲရှိတယ် သို့တော့မိမိလုံးဝမဲ့ကိစ္စကိုပဲဒီဇိုင်းမှတ်မှတ်ကလေးနဲ့လုပ်သွားပါဒါဆိုရင်မိမိဒီဟိုကိုလုံးဝမဲ့ကိစ္စလေးတွေမှာရှောရှောရှူရှူလေးနဲ့အစီပြေပြေလေးနဲ့စိတ်ရှိတိခန့်စွာနဲ့လုပ်ကြနိုင်ခြင်းဆိုတဲ့နမိတ်ကလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့တနင်္ဂနွေသားသမီးချစ်မိတ်ဆွေတို့ကဲနောက်ပတ်ဖြစ်စီတဲ့ရည်ရအောင်လေးဆံမပေးကြပါရစေ တနင်္ဂနွေသားသမီးချစ်ပြီးဆွေပြုလုပ်လို့ဆောင်ရွက်ရမယ့်တပတ်တာကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ဟာမိမိနေအိမ်ကဘရားမှာတစ်ခွပန်းထူရန်ချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သောမိန်းလူတွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။14ရက်၄လဒီ20ရက်၄လတပတ်တာတနင်္ဂနွေသားသမီးချစ်ပြီးဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။တနင်္ဂနွေသားသမီးချစ်ပြီးဆွေအလုံးနဲ့ပတ်သက်ပြီးတော့ထွန်းလေးတောက်ပါခြင်း အောင်မြင်ကြကြခြင်းဒီလိုနမိတ်ကောင်းတွေတွေ့ရမှာပဲဖြစ်ပါတယ်။တန်ဖိုးကြီးသောပြည်စီတော်ထွက်တတ်တယ်။အဲ့ဒါလည်းပဲခိတ္တခဏတာယင်းဤမြုပ်နှံမှုလို့မြင်ပါတယ်။မိစေပေါင်းတဲ့ပတ်သက်ပြီးတော့လုံးဝယုံကြည်လို့မရအောင်။ဘာကြောင့်လဲဆိုတော့ကိုသည်တဦးတယောက်ပေါ်မှာယုံကြည်မှုရှိလိုက်တယ်။အဲ့ဒီယုံကြည်ရတဲ့လူကပဲကိုယ်သစ္စာဖောက်တာကိုကြုံရတတ်တယ်။ဒါကိုသတိထားပါနော်။အိမ်နဲ့ပတ်သက်ပြီးတော့ကြီးကဲတဲ့သူတွေအတွက်အမြဲပူပန်ရတယ်။ ြီးခဲ့တဲ့သူတွေအတွက်ငွေကြီးကိစ္စပူပန်ရ၊ကျန်းမာရေးအတွက်ပူပန်ရအလို့တစ်ခုပြီးတစ်ခုပူပန်နေရမယ်လို့တွေ့ရတာပေါ့နော်။ရှင်ဘုရားချင်းနဲ့ပတ်သက်ရင်လည်းပဲစိတ်ဝမ်းကွဲစေတဲ့အရာလေးတွေ့ရတယ်။ရှင်ဘုရားချင်းအချင်းချင်းမိမိကမခေါ်နိုင်မပြောနိုင်အဲမိမိကိုမခေါ်နိုင်မပြောနိုင်ဒီလိုမျိုးလေးတွေကြုံတွေ့ရမေးလို့မြင်ပါတယ်။ရဟန်းအနေနဲ့ဆူဆူဝါးဝါးတော့မတွေ့ရပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာရမ်းပွက်မယ်လူကြီးလူငယ်ပေါ်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ဂယုဆိုင်မှုနှွေးထွေးမှုကျင်နာမှုဒါလေးတွေရရှိစေမှာပဲဖြစ်ပါလေကျမကြီးနဲ့ပတ်သက်ရင်တော့ဂယုဆိုင်ပါကျမကြီးကဘာတွေညံ့နိုင်လဲဆိုတော့ခြေောက်တွေအကျောညက်တာခြေောက်တွေမကောင်းတာခြေခောက်တာနော်အဲ့ဒါလေးတွေဂယုဆိုင်ပေးရတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ မိမိကပူနေရတာအရင်များတယ်အလုတ်ကတော့အောင်မြင်တယ်အလုတ်ကလည်းပူအရင်ပင်ပန်းတယ်အလုတ်ကလည်းတကယ်ကိုပင်ပန်းတယ်ဒါပေမဲ့အိမ်နဲ့ပတ်သက်တာတို့ဆွေမျိုးနဲ့ပတ်သက်တာတို့အဲ့လိုတစ်ခုမို့တစ်ခုမှသွားပြီးတော့ပူပန်နေရတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးလို့မြင်ပါတယ်ကံနဲ့ပတ်သက်ရင်တော့အားလေးတို့ပြင်မဲ့တချို့ကကြတော့ထီထိုးကန်ဆန်းချက်တာပေါ့နော်အဲ့လိုထီထိုးကန်ဆန်းမယ်ဆိုရင်တော့၄တလုံးထီထိုးကန်ဆန်းလို့ရပါသေးတယ် ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာပြီးအဲ့ဝင်လာတဲ့ငွေကြီးကခိတ္တခဏပဲအဲ့တော့ထိမ့်သိမ်းထားတဲ့အဆက်လောက်ပဲရှိနေပြီးပြန်ထွက်တယ်ပေါ့နော်အဲ့လိုလေးတွေ့ရတယ်အာမှုနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုပ်ပြီးကြည့်လိုက်တဲ့အခါကိုတီးဘာလေးပဲလုံလုံအမြဲရင်ထဲနှလုံးသားလေးကနေပြီးတော့မှစိတ်ရောကိုယ်ရောစေတနာပါပါလေးနဲ့လုတ်ကင်လိုက်တဲ့အရာမှန်သမျှနှစ်လူပဲရှိတဲ့အရာမှန်သမျှ အောင်မြင်မှုကကိုယ့်ရဲ့လက်တကန်းလေးမှာပဲရှိတယ်အမြင်နဲ့တိုးတက်တယ်ပေါ့နော်သို့ပေမဲ့ကိုကစိတ်မပါဘူးဒီနေရာကြီးကိုမသွားချင်ဘူးဒီနေရာကြီးကိုမလုပ်ချင်ဘူးအဲ့ဒီလိုမျိုးကိုစိတ်ကမပါတဲ့အရာဆိုလို့ချင်းကိုယ့်ရဲ့အောင်မြင်မှုကဒီတပတ်တော်တွင်ရှိနေပါလျက်နဲ့ပြုတ်ကျသွားတာမျိုးရက်တန်သွားတာမျိုးအဲ့ဒါလေးတွေ့ရပါတယ်ဒီတော့တင်းနှလာသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါလေ တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရကအိမ်ဖျားမှာနွားလူသုံးခွက်လှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တာအလုံးစုံပြည်တဲ့သွားမိတ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ဆလီးရဲ့ဒီလာမှာ20ရက်ဒီလာတစ်ပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားမိချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့လဆာတိုးတာနေရာကောင်းရတာနောက်ပြီးတော့ကိုယ့်ရဲ့လုပ်ဖို့ကိစ္စတွေကလီးစားချစ်ခင်မှု ယုံကြည်အားကိုးဖို့ဒါမျိုးလေးတွေတွေ့ရပါတယ်။ဥစ္စာပြည်စင်းနဲ့ပတ်သက်ပြီးတော့ထွက်တတ်တယ်။အဲ့တော့ကိုအထားမလို့ပျောက်သွားတာဒါမှမဟုတ်ရေကိုကဒီတိုင်းလေးပဲထားထားရင်တန်လန်တဲ့ပစ္စည်းတွေပျောက်သွားတာအဲ့ဒါလေးကိုယူဆိုင်ပေးပါ မိษွေပေါင်းသင်းနဲ့ပတ်သက်တာမိษွေပေါင်းသင်းတွေကကို့အပေါ်မှာကို့ပြောလိုက်တဲ့စကားလေးတွေကိုယုံကြည်ခြင်းတတ်ဝေခြင်းကို့ပြောစကားနားထောင်ခြင်းအားကိုးခြင်းဒါလေးတွေကိုရရှိစေမယ်လို့တွေးရပါတယ် ိမ်နဲ့ပတ်သက်ရင်တော့အမြဲပူပန်နေရတယ်အိမ်နဲ့ပတ်သက်ပြီးကိုဘလောက်ပဲဖြည့်ပြီးဖြည့်ပြီးပေါ့နော်ဟိုဖြည့်ပြီးတဲ့အရာမှာလိုလီသေးမရှိအောင်ဖြည့်ပေးနေပေမဲ့လည်းပဲအိမ်မှာလောင်းငါတယ်လို့မရှိပေနေအိမ်ရဲ့ဒီပူပန်မှုလေးတွေပူလောင်မှုလေးတွေပေါ့နော်အဲ့တော့ရင်းခွင်တာလေးတွေအဲ့ဒါလေးတွေကိုကိုကခံစားရတဲ့ဒီမှာပါတယ်အဲ့တော့အိမ်နဲ့ပတ်သက်ပြီးတော့မအေးချမ်းဘူးလို့ပြောရတာပေါ့နော်ရှင်မြူသားချင်းနဲ့ပတ်သက်ပြီးတော့ ရှမ်းများခြင်းစကားများခြင်းပြဿနာဖြစ်ခြင်းအဲ့လိုမျိုးလေးတွေ့ရတယ်အဲ့ဒီအခါမှာကိုယ့်ဘက်ကနေပြီးတော့မှကြောင်းဝင်ပြီးတော့မှအမှုကိစ္စကြီးရုံရောက်ခဲရောက်တည်းအဲ့ဒီလိုဖြည့်ရှင်းပေးရမယ်အနေအထားလေးတစ်ခုတည်းတွေ့ရပါတယ်မိမိကိုယ်တိုင်ရန်အတိုက်ခိုက်လေးရှိပါတယ်သတိထားပါမိမိကိုယ်တိုင်ရန်အတိုက်ခိုက်ဆိုတာဘယ်လိုမျိုးလဲဆိုတော့အရင်ကနေ့ကကိုယ့်ဘောမှာအမြင်မကြည့်နေတဲ့အရာလေး ဲ့တော့အမြင်ပကြည်နေတဲ့အရာလေးကတခုခုကိုယ့်ဘက်ကနေပြီးတော့စကားလေးတွေကြုံသွားတာလို့တွန်သွားတာလို့ဖြစ်ခဲ့ရင်ဆိုရင်ကိုယ့်ပေါ်မှာသိခံနိုင်မှာမရှိဘဲနဲ့ချက်ချင်းဘိုးကနေဘက်ကနေတုတ်ပြန်ခံလိုက်ရတာမျိုးပေါ့နော်အပြစ်ပြောတာခံလိုက်ရတာမျိုးအဲ့တော့ကိုယ့်ရင်ထဲလည်းမကောင်းဘူးပေါ့ဒီလိုလေးတွေဖြစ်တဲ့တည်းဒါကြောင့်မို့လို့ဖြစ်နိုင်ရင်ဒီအချိန်မှာကိုပြောတဲ့ပြောနေတဲ့အရာလေးတွေပဲပြောပြီးတော့ဟိုကိုယ့်ဘက်ကနေပြီးတော့ဟိုမပြောမိအောင်မြင်လဲမမြင်ချင်အောင်ဆောင်တာမျိုးလေးတွေကိုလေးသိပ်ပါတယ် ခြေအနေပတ်သက်ပြီးတော့စိတ်ညစ်ရမယ်။အင်တော်ကြီးနဲ့ပတ်သက်ရင်လည်းဒီလိုပဲပူဆွေးနေရမယ်အင်တော်ကြီးလို့တွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဘယူဆိုင်ပါအင်္ဂါသားသမီးချင်းပြီးဆိုရင်ကျမကြီးညံ့ပြီဆိုရင်ရုပ်တရက်ဖြစ်စီတဲ့အရာလေးတွေအဲ့ဒါလေးတွေကဘာလဲဆိုတော့အေးမီယာတို့နော်နော်အပူရှက်တာတို့အေးပတ်တာတို့အဲ့ဒါလေးတွေကိုဂယူဆိုင်စီကြပါလေ အေးချမ်းချင်းညီချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလေးတွေ့ရတယ်။အဲ့ဒါပါလေဆိုတော့လုပ်ငန်းပိုင်းဆိုင်ရာမှာကြီးကဲသူတွေကလည်းပဲကို့အပေါ်မှာတကယ်ကိုယုံကြည်မှုတွေရရှိစေတယ်။လူ့ဖော်ကိုင်ဘက်ကလည်းတကယ်ကိုအထည်ကြီးလေးစားမှုလေးတွေကိုရရှိစေတယ်။ဒီအတွက်ကြောင့်မို့လို့အေးချမ်းတဲ့အရာလေးတွေကိုကိုယ်တိုင်ပိုင်ပိုင်တိုင်တိုင်လေးလုပ်တိုင်ကြိုင်တိုင်ပဲအရာလေးကိုတွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်။တို့ပြပေတီတို့ကန်ဆယ်ချင်တယ်ဆိုရင်တော့6တလုံးတီတို့ကန်ဆယ်လို့ရပါတယ်။ ဝေကြီးလက်လာပါတွေပွင့်လန်းမဲ့တပတ်တောင်တို့တွေ့ရပါတယ်။ပူပန်စရာလေးခြုံငုံပြီးကြည့်လိုက်တော့စူးစူးဝဝပူပန်စရာတော့ဘာမှမတွေ့ရဘူး။မိမိအနေနဲ့သွားတာလာတာနေတာထိုင်တာလေးတွေမှာကိုယ့်ဘက်ကနေပြီးတော့မှယုံကြည်မှုရှိရှိလေးနဲ့ပိုင်ပိုင်နိုင်နိုင်ပြောဆိုခြင်းအတွေ့မိမိခက်ခဲနေတဲ့အရာလေးအဆင်ပြေရပေါ့နော်။ဒါကြောင့်အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စေတဲ့တပတ်တာရေနေရာလေးဆံမှပြီးချင်ပါတယ်။အင်္ဂါကားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရည်ရည်ရာကတတိပဲစိတ်ပြီးပါ အဲ့တော့စိတ်ရမဲ့ပရိယာကြတော့နေ့စဉ်ဘဂဝါကိုကိုးဖက်တိတိစိတ်နိုင်ရေပေါ့နော်အဲ့တော့တကယ်လို့အလုပ်တွေအရန်ပြည့်ရဆမရင်ရန်လည်းပြင်မနေမစိတ်နိုင်ဘူးဆိုတဲ့ဒီမှာကြတော့ဘဂဝါကိုနေ့စဉ်သုံးဖက်ပရိစိတ်ချင်းဖြင့်မိမိရဲ့ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမိတို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်ဆလီရဲ့လီလာမှာ20ရဲ့လီလာတပတ်တာဗုဒ္ဓဟူသာသမီးချစ်ပြီးစုရဲ့လောက်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ။ဦးတော်ဦးသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့တရေကောင်းတွေကြားပါလိမ့်မယ်။အလုံးကိုင်ခွလန်းကောင်းလေးတွေများစွာတွေ့ရှိရလိမ့်မယ်။အယောင်ဝယ်နဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းမဲ့တပတ်တာပါ။တာဝန်ကြီးတို့ပြည်စီဝင်လာမယ်လို့တွေ့ရပါတယ်။မိတ်ဆွေပေါင်းသင်းတို့ရဲ့ကူညီမဆာခြင်းထောက်ပံ့ခြင်းပံ့ပိုးခြင်းတွေ့ရှိရပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိုပြုပြင်တာမောမနာအိမ်အစ်စ်ဖန်တီးတာအိမ်ကိစ္စလေးတွေပြောဆိုတဲ့အခါအဆင်ပြေတာဒါလေးတွေကိုလည်းတွေ့ရပါတယ်။ ဆွေမျိုးသားချင်းစီမှာအကူအညီကောင်းထောက်ပံ့ကောင်းနေပြည်ပြည်ဝဝရရှိစေရန်စေမယ်လို့လည်းတွေ့ရပါတယ်။ရန်အန်ဒီရဲ့လုံးဝလုံးဝမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့လိမ့်လေးလေးဖြားနေခံရတဲ့ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးအတွက်ပူပန်ပါလိမ့်မယ်။မိမိကိုယ်တိုင်ကျန်းမာရေးစုချုံလုံးဝမတွေ့ရပါဘူးရှင်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါတယ်။ဟိုဒီဒီတပတ်တာလုံးမှာဗာလိပဲလှုပ်လိုက်လှုပ်လိုက်ဗာလိပဲကန်လိုက်ကန်လိုက်အထက်လူကြီးတွေရဲ့ကူညီခြင်းအထက်လူကြီးတွေရဲ့ငွေကြီးကူညီထောက်ပံ့ခြင်းနောက်ပြီးတော့နှုတ်ဖြင့်ကူညီခြင်းအကူကူဤကူညီခြင်းဒါမျိုးတွေရရှိစေမဲ့တပတ်တာလို့တွေ့ရပါတယ်။ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။သူပဲပဲဒီတိုကန်ဆန်းချင်တယ်ဆိုရင်တော့၈တလုံးဒီတိုကန်ဆန်းလို့ရပါတယ်။ဝိကြီးတလာပါမြောင်းဝင်လာမဲ့စိတ်တဲတဲတဲ ရရှိပိုင်ဆိုင်တဲ့တပတ်တာလို့တွေ့ရပါတယ်။အောင်ကပတ်သက်ပြီးတော့ပူပန်းစရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုယ့်ဘက်ကနေပြီးတော့လုပ်ပေးရမယ့်အရာဆိုရင်ကိုအေးစစ်စစ်နဲ့လုပ်ပေးလိုက်ပါတကယ်လို့ကိုကလုပ်ပေးနေတန်တန်တဲ့ကိုအပြစ်မြင်တာတွေအများများလာတယ်ဆိုရင်လည်းပဲအေးတိကျတယ်ဆိုရင်ရလိုက်ပါမဟုတ်ဘဲနဲ့ကိုကဒါကြီးကိုအပြောခံပြီးဆက်လုပ်နေမယ်ဆိုရင်အကောင်းလေးပြောမခံရဘူးနောက်ပြီးတော့အပြစ်ပြောတာလေ ခံရတဲ့အပြင်ကိုဂုံတိတ်ခါကြောက်လို့တဲ့အဖြစ်ဖြစ်တတ်ပါတယ်။ဒါကြောင့်မို့လို့အရန်ကန်ရောပါအောင်ပါမကူညီပါနဲ့လို့ပြောချင်တယ်နော်။ဗုဒ္ဓဟူသားသမီးချင်းမိတ်ဆွေတဲ့တပတ်တော်ကန်တော်ပတ်ဖြစ်စီတဲ့ယရိယာကောင်းလေးဆံမပေးချင်ပါတယ်။ပြုလို့ဆောင်ရမယ့်ယရိယာကဘုန်းကြီးတန်ဃာတော်တွေကိုစိတ်သားဟင်းဆုံးနောက်လူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တော်အလုံးစုံပြည့်နေသွားပြီတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။ဆလီရဲ့လီလာမှာ၂၀ရဲ့လီလာတပတ်တော် ကြာသပတိတောင်းသပီချီမီဆိုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါရဲ့ရှင်ကြာသပတိတောင်းသပီချီမီဆိုရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့မပြီးပြတ်တာတို့တို့တန်လန်းလေးတွေဖြစ်နေတာနောက်ငွေကြီးစကားပြောဆိုထားတဲ့ဆိုရင်လည်းပဲအဲ့ဒီကိစ္စလေးကမပြီးပြတ်ဘူးလို့တွေ့ရပါတယ်တမူကြီးတို့ပစ္စည်းတွေထွက်တဲ့ကိစ္စိုက်ပါနော်မိစေပေါင်းတဲ့ပတ်သက်ပြီးတော့အထင်မှားအမြင်မှားတွေထင်လွဲတာတွေခံရတတ်ပါတယ် ိမ်နဲ့ပတ်သက်ပြီးတော့ဆွေပူပန်ရတဲ့အကြောင်းတရားတွေပေါ်ဖို့ရှိနေပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းဆွေမျိုးသားချင်းကိုပူပန်ပေးနေရတာနှုတ်ဆက်ကြီးပြနေရတာဒါမျိုးတွေလည်းတွေ့ရပါတယ်။ကျန်အနေတိုက်ခိုက်ရှိနေတဲ့ဂိမ်းဆိုင်ပါတော့သွားတိနာတိအမြင်ရှိစေချင်ပါတယ်အချီးနဲ့ပတ်သက်ပြီးတော့အချီးကြီးရဲ့ဝင်ထောက်ရှက်မှုကြောင့်ချစ်သူနှံ့ယောက်ကြားရဲ့ပါချစ်သူကြီးကြားရဲ့ပါစိတ်ဝမ်းကွက်တဲ့တိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ တကြက်ကြက်ဖြစ်နေတော့အီတော်ကြီးလို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်းဆိုင်ပါ။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အာရုံကြောအရန်အားနေတဲ့ဝေဒနာကိုခံစားရတဲ့ပါ။အီချင်ချင်း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 ရောက်ရှိလာမဲ့တပတ်တာပါ။ဒါဟာဘာကြောင့်လဲဆိုရင်ကိုဒီအမြင်နဲ့မရက်မနာပဲနေအီအီချင်းချင်းလေးနဲ့ကြိုးစားအားထုတ်မှုတည်းကို့အတွင်းအီချင်ချင်း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 တပတ်တာလို့တွေ့ရပါတယ်။ ကန်နဲ့ပတ်သက်ပြီးကန်အားအလွန်ကောင်းပါ रे ထီတိုးကန်ဆန်းခြင်းလေဆိုရင်၃တလုံးထီတိုးကန်ဆန်းလို့ရပါ रे ဝေးချင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုထားတဲ့ကိစ္စလေးတွေတို့လိုတန်လန်းဖြစ်နေတယ်ဆိုပေမဲ့ဝေးချင်းကိုရရှိသွားမယ်လက်ဝဲကိုပိုင်ဆိုင်ရမယ်အဆင်ပြေမယ်လို့တွေ့ရပါ रे အမှုနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုပ်ငုပ်ပြီးစိလိုက်တဲ့အခါမိမိကိုဒီရေပေါ့ရေချမြေချပေါ့နော်တနေ့တကြီးမှာရှိနေတဲ့သူတွေမိတ်ဆွေတွေ နောက်ပြီးတော့ကိုယ့်ရဲ့ဆရာသမားတွေနောက်ပြီးတော့ကိုယ့်ရဲ့ဒီတကယ်ချင်းအပေါင်းအသင်းတွေကိုယ့်ရဲ့ဆွေမျိုးတွေကနေအထင်ကြီးလေးစားယုံကြည်အားကိုးမှုတွေကိုရရှိစေမယ်လို့တွေးရပါတယ်။ဒီတော့ဂျာတာပြည်သားသမီးချင်းပေးဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်အကောင်းလေးဆရာမပေးချင်ပါတယ်။ဂျာတာပြည်သားသမီးချင်းပေးဆွေသူတို့ဆောင်ရွက်မယ့်ရည်ရည်ဟာအတိတ်ကံပေးပုံမှန်ဝင်ပေးပါအဲ့တော့အတိတ်ကံကမိမိအနေနဲ့ငွေကြီးကိုကြောင်းပြပြီးတော့မှဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်တိဝလိဂါထာကို အရှိပဲဖြစ်ဖြစ်အတုပဲဖြစ်ဖြစ်အဋိဋ္ဌံဝင်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သောမိန်းလူတွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။ဆလီရဲ့လီလာမနဲ့ဆင်းရဲလီလာတပတ်တာတောက်ကြသားတပီချပီစုရဲ့လောကန်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါရဲ့ရှင်။တောက်ကြတာတပီချပီစုအလုံးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်ခြင်းလုပ်ငန်းခွင်ထဲမှာလူရှိလူငယ်ပေါ်ခြင်းအလုံးမှာနေရာကောင်းရရှိစေခြင်းအယောင်းဝင်တဲ့ပတ်သက်ပြီးတော့ရောင်းအဝယ်အားတွေကောင်းခြင်းတို့တွေ့ရပါတယ်။ တန်ဖိုးကြီးသောပြည်စီများဝင်လာပါစေရရှိမှာပဲတွေ့ရပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အတိုက်ခံတွေစကားတွေပြောနေရတယ်၊ရှံများနေရပါလိမ့်မယ်။အိမ်ရဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ညွှန်ကြားမှုတွေအလုံးစုံကံကောင်းနေပါလိမ့်မယ်။ဆွေမျိုးသားချင်းစီကလည်းမထင်မှတ်တဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ရန်တိုက်ခိုက်တော့ရှိပါတယ်မိမိလုံနေကြိုင်နေပြောနေဆိုနေတဲ့အရာတွေမှာကားဖြင့်ရာဖြင့်နဲ့ရန်အနေအများတက်ပါတယ်ခင်ဗျစိတ်ပါတော့ အခြေအနေနဲ့ပတ်သက်ပြီးတော့အခြေသစ်တွေတွေ့ရတဲ့တည်းမျက်နှာပွင့်လန်းနေပြီဒီချစ်လူခင်ပေါ်ပါလိမ့်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်ချမ်းသာရောက်တော့အိမ်တော်ကြီးတစ်ခုပိုင်ဆိုင်ရပါလိမ့်မယ်ကျမိုင်းနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူးတို့ပင်မဲခါနာတာမျိုးကျိုးရည်ရည်ဒီအောင်တာမျိုးလေးတော့ခံစားရတတ်ပါရဲ့အေးချမ်းချင်းညီချမ်းချင်းရောက်ရှိလာမဲ့တပတ်တာပါမိမိအနေနဲ့လည်းပဲထီကံအားကြီးကောင်းနေပါတယ်ထီထိုးကံစမ်းတင်ပါတယ်နော် ကံအလုံးကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်ထီထိုးကန်ဆန်းတော့မယ်ဆိုရင်ကိုယ်တလုံးကိုပိုင်ပိုင်နဲ့နဲ့ထီထိုးကန်ဆန်းပေးပါတနာဘာနဲ့ပတ်သက်ပြီးတော့ရှင်လန်းလာပဲတပတ်တာ၊ပွက်လန်းလာပဲတပတ်တာလို့တွေ့ရပါတယ်။အာလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံကုန်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတွေပူပန်မှုတွေဘာမှမတွေ့ရပဲနေမိမိလှုပ်ဆောင်တဲ့အရာမှန်သမျှမိမိပြောဆိုတဲ့အရာမှန်သမျှယုံကြည်အားကိုးမှု လေးစားချစ်ခင်မှုဒါတွေကိုပြပြဝဝရရှိစေပေးလို့တွေ့ရပါတယ်။ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပြည့်စုံတဲ့ရည်ရာကောင်းလေးဆံမပေးချင်ပါတယ်။တောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်တပတ်တာရည်ရာလေးဟာနှက်လွတ်ပေးရမှာပဲဖြစ်ပါတယ်။မိမိအနေနဲ့ငှက်နှက်ကောင်းထုတ်ပေးပါ။ယခုလိုကုသိုလ်ယူခြင်းဖြင့်ဒါကဒီငှက်တွေကိုလွတ်ပေးရပြီးမဲ့လွှတ်ခြင်းကုသိုလ်ကြောင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။ မင်္ဂလာပါရှင်ဇလီရဲ့လီလာမှာ20ရဲ့လီလာတပတ်တာစနီသားသမီးချင်းပြစ်စုရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်စနီသားသမီးချင်းပြစ်စုရှီတူဝခက်တောက်ဆောဝခက်ခက်ခဲစီလေးကိစ္စရည်တွေပေါ်လာမှုရှိနေပါတယ်အလုပ်နဲ့ပတ်သက်ပြီးတော့မိမိတီဇဝီဇဝါတွေဖြစ်တတ်ပါတယ်အလုပ်မှာအခက်ခဲလေးတွေတခုမဟုတ်တခုကြုံတွေ့ရမှာပဲဖြစ်ပါတယ်တံမိုးကြီးသောပစ္စည်းဝင်လာမှုရှိနေပါတယ် မိတ်ဆွေပေါင်းစည်းနေရဲ့ကူညီပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစေပဲတပတ်တာပါအိမ်နဲ့ပတ်သက်ပြီးတော့အေးချမ်းတာယာစီမဲ့အရာလေးတွေ့ရတယ်။အိမ်ကိစ္စစီစဉ်တဲ့အရာမှန်တပြအစီအပြေချုံးဝေပါလိမ့်မယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာမျိုးတွေကြုံရတတ်ပါလိမ့်။ရန်အန်ဒီရဲ့တိုက်ခိုက်တွေရှိပါတယ်။သတိထားပါနော်။မိမိအနေနဲ့ကိုယ့်ဘက်ကဘလောက်ပဲအကောင်းဆုံးတွေပြောပြီးလုပ်ပြီးခြင်ပြီးအကောင်းအထည်မခံရတာမျိုးတွေကြုံရတတ်ပါလိမ့်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်းလူချစ်လူခင်ပေါ်ခြင်းတပတ်တာလို့မြင်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရသောအိမ်တော်ကြီးတစ်ခုပိုင်ဆိုင်ရပါပဲဖြစ်ပါတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ဘီယူစိတ်ပါဖြစ်လိုက်ခါအောက်ပိုင်းတွေပဲကျမ်းမာကြီးညံတက်ပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာပဲတပတ်တာပါမိမိကိုယ်တိုင်ကဘာလို့ပဲစဉ်းစားတွေးတုံဘာတွေပဲပုံဖော်ချင်တာပဲဖြစ်ဖြစ်ဘာတွေပဲလုပ်ချင်ကြင်ချင်တာပဲဖြစ်ဖြစ်လုပ်ခွင့်ရမေးပုံဖော်ခွင့်လည်းရှိတယ်အဲ့တော့ဖြစ်ထုံးမဲ့ကံလေးကိုလည်းတွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်။ ငွေကြီးလက်လာပါများပွင့်လန်းလာမယ်ရှင်လန်းလာမယ်တပတ်တာပါမမျော်လင့်သောငွေကြီးပမာဏတွေလည်းရရှိပိုင်ဆိုင်စေပါပဲဖြစ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပေးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးဘယ်ရမှမတွေ့ရပါဘူးမိမိအနေနဲ့ကိုလုံးချင်တဲ့အရာမှတ်သမျှကိုရည်ရွယ်ချက်ကောင်းကောင်းလေးထားပြီးတော့ရည်ရှိ plan ဆွဲနိုင်တဲ့ဆိုရင်ဒီတပတ်တာမှာအစလဲကောင်းပြီးအနောက်လဲတည်ချာမှာပဲဖြစ်ပါတယ်ဒီတော့စတီသားသမီးချင်းမိတ်ဆွေတို့ ကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးဆရာမပေးချင်ပါတယ်။စနေသားသမီးချစ်မိတ်ဆွေပြုလုပ်ဆောင်ရမယ့်ယရိယာဟာစပေပန်းဖျားလူပါစီတမီဆွတော်ကပ်ပါယခုလိုလူတိုင်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားမယ်လို့တွေးရပါတယ်ရှင်။